်းတာလို့ကောင်းကျိုးရတယ်မကောင်းတာလို့မကောင်းကြမကောင်းကျိုးရတယ်ဆိုအဲ့ဒါဝါလုံးတန်းပဲရှိသေးတယ်ဝါလုံးတန်းနော်သူငယ်တန်း KG တန်းပဲရှိသေးတယ်ဒါကံကံရဲ့အကျိုးမှာအနိုင်ဆုံးပဲနော်ဒီကံကံရဲ့အကျိုးနဲ့ပတ်သက်လို့နည်းနည်းလေးပြောပြမယ်ဟိုအဘိဓမ္မာသဘောအရာပြောရင်များသောအားဖြင့်ဇောကခွန်တန်ဖြစ်လေရှိတယ်အဲ့ဒီခွန်ကြိမ်မှာပထမဆုံးဖြစ်တဲ့ဇောကိုနာမည်ပေးရင်ပထမဇောနောက်ဆုံးဖြစ်တဲ့ဇောကိုနာမည်ပေးရင်တတ္တမဇော ခုနှစ်ခုမြောက်ဇောမလို့ပါလေတတ္တမဇောခုနှစ်တန်းကိုတတ္တမတန်းသုံးတယ်လို့ပဲနော်အလဲမှာကြံတဲ့ငါးခုကိုအလဲဇောငါးချက်လို့ခေါ်တယ်ပြန်ပြောမယ်ပထမဇောတတ္တမဇောအလဲဇောငါးချက်အဲ့လိုမျိုးသုံးခုရှိတယ်နော်ပြန်ပြောမယ်ပထမဇောတိဒီဘဝလောက်ရင်ဒီဘဝမှာပြန်အကျိုးပေးတယ်တချို့ကဒီဘဝလောက်တာတွေနောက်ဘဝမှာအကျိုးပေးတယ်ထင်တာမဟုတ်ဘူးပထမဇောတိဒီဘဝလောက်ရင်ဘာပြန်အကျိုးပေး ဒီဘဝမှာအကျိုးပေးတယ်တတ္တမဇောတိနောက်ဆုံးဇောတိဒီဘဝလောက်ရင်သေပြီးနောက်ဘဝမှာအကျိုးပေးတယ်တတ္တမဇောကဒီဘဝလောက်ရင်သေပြီးနောက်ဘဝမှာအကျိုးပေးတယ်နော်အလယ်ဆုံး၅ချက်ကဒီဘဝလောက်ထားတယ်ဒီဘဝလည်းပြန်မပေးဘူးသေပြီးနောက်ဘဝလည်းမပေးသေးဘူးအဲ့ဒီနောက်ရဲ့နောက်ဆိုတော့တတ္တယမြောက်ပေါ့တတ္တယဘဝကနေနိဗ္ဗာန်မရောက်မချင်းအခွင့်သာတယ်လို့အကျိုးပေးတယ်သုံးပိုင်းနော် ကဒါဆိုသားတို့လှုပ်တဲ့ကောင်းသည့်ကံဖြစ်ဖြစ်မကောင်းသည့်ကံပဲဖြစ်ဖြစ်ဒီဘဝလှုပ်ရင်နောင်မပေးမှလားဒီဘဝမှာရောပေးပိုင်ခွင့်ရှိလားဘယ်ဇောကပေးတာပထမဇောကပေးတယ်ဒီဘဝလှုပ်ပြီးနောက်ဘဝပေးတာတတ္တမဇောအဲ့ဒီနောက်ဘဝရဲ့နောက်တတ္တယဘဝနေနိဗ္ဗာန်မရောက်မချင်းအကျိုးပေးတာအလဲဇောငါးချဲလို့ဒီလိုရှိတယ်နော်နောက်တစ်ခါပထမဇောအာအနေနဲ့ပြောရင်အ ਨੇ ဆုံး ဒီဘွားလောက်ပြီးဒီဘွားပြန်ပေးတဲ့ဇောကဗာလဲအာအနေဆုံးမှတ်ထားနော် तू ကနောက်ဘဝအထိမပယ်နိုင်ဘူးဇောဆိုတာလူပြေးတယ်လို့ပဲပြေးရင်တာတွက်ဆဆချင်းခြီလန်းဗာဖြစ်လဲအရှိန်အဟုန်မရှိသေးဘူးအာနေတယ်လို့ပြောတာဒါကြောင့်နောက်ဘဝအထိအကျိုးကိုသိမ်းမသွားပဲနဲ့ဒီဘွားမှာပဲပြန်ပေးတာပထမဆုံးကအာနေတယ်လို့ပြောတာနော်နောက်ဆုံးသောကြတော့အရှိန်ကောင်းတာပန်းဝင်မှာဆောင့်ဝင်တယ်လို့ဆောင့်ပြေးတယ်လို့ပဲတတ္တမဇောကအာအကောင်းဆုံး နောက်အလဲဆုံး၅ချက်အအလဲလက်တာဝေးပြေးတဲ့လူတွေကြည့်ပေါ့စထွက်တော့ယုံတော့ယုံထွက်လိုက်တယ်ဒါပေမဲ့ तू ကအရှိန်မရသေးတော့ဒါတော့မမြန်ဘူးအလဲချက်မှန်မှန်ပြေးတာပန်းဝင်ကနီးချက်မှာဆောင့်ပြေးတာအဲ့သဘောပဲနော်အလဲဆုံး၅ချက်ကဘာလဲအာအလဲအလက်စွမ်းအားကိုပြောတာနော်ပထမဆုံးကဘာလဲအာအနေဆုံးတတမဆုံးကအာအကောင်ဆုံးအလဲဆုံး၅ချက်ကအာအလဲအလက်နော် ဒါအခုဖုံဖုံပြောတဲ့အခြေခံသဘောတွေကိုနားလည်မှဒီကံကံရဲ့အကျိုးယုံကြည်မှုကပြည့်စုံမှန်တော့နှမို့ရင်မပြည့်စုံဟိုကောင်းတာလို့ကောင်းကျိုးရတယ်မကောင်းတာလို့မကောင်းကြမကောင်းကျိုးရတယ်ဆိုတော့အဲ့ဒါဝါလုံးတန်းပဲရှိသေးတယ်ဝါလုံးတန်းနော်သူငယ်တန်းကေဂျီတန်းပဲရှိသေးတယ်ဒါကံကံရဲ့အကျိုးမှာအနိုင်ဆုံးပဲနော်အခုလို့နားလည်မှကဲဒါဆိုရင်ဒီဘဝလောက်တဲ့ကံတွေဟာကုသိုလ်ဖြစ်စေအကုသိုလ်ဖြစ်စေဒီဘဝမှာပြန်အကျိုးပေးနိုင်တယ်တော့တော့ အားနေတဲ့ကံအကျိုးပေးတာပထမဇောအကျိုးပေးတာအဲ့တော့တခါတလေမှဒီဘောအဲ့အဲ့လိုပထမဇောတွေများသွားတာမဟုတ်တာတွေလောက်တာများသွားရင်ဒီဘောမှာတင်ပြန်ပြီးတော့ဒုက္ခရောက်တာနော်ဒီဘောမှာတင်ပြန်ဒုက္ခရောက်တာဥမာပေါ့စုံတဝတ်သက်သမားဆိုလို့ရှိရင်နေ့တိုင်းတတ်တာဝတ်တယ်တရက်တော့အဲ့ဝတ်သက်တဲ့ကံတွေကစုပြုံတဲ့အကျိုးပေးပထမဇောတွေများလာပြီလေနေ့တိုင်းချတာဆိုတော့များလာပြီ အကျိုးပေးမဲ့နေလေကျိုးပေးကနီးလေရောက်တော့ခွန်နှရက်လောက်အိမ်ပေါ်မှာဝက်អော်သလိုဂူ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 နဲ့လက်ပတ်អော်နာအဲအိမ်ရှိဆုံးငန်သွားတဲ့ကိုတော်တွေကကြားတယ်အာဒီကောင်နေတိုင်းတန်တာပုံအလှူပေးမလို့လားမသိဘူးဝက်တွေအများကြီးတတ်နေတယ်ထင်းနေတာဒါပေမဲ့ဟိုကောင်အိမ်ပေါ်မှာလက်ပတ်អော်နာအိမ်ပေါ်မှာလက်ပတ်អော်နာပြီးလဲပြီးရောအဲဝက်တွေသေးတယ်လို့ပဲသူလဲသေးသွားတယ်အဲ့ဒါဘယ်ဇောကအကျိုးပေးတာပထမဇောအာနေတယ်ဆိုပေမဲ့လို့နေ့စဉ်လှုပ်လာလို့ရှိရင်အာစိတ်နှကန်ဖြစ်သွားတာနော် အာစိတ်နှကန်နေစုလို့လဲစုလိုက်ကောသူကအာနဲ့နဲ့ကောင်းသွားပြန်ဟောအာကောင်းသွားတဲ့ခါကျတော့ဒီဘဝမှာနဲ့ထအကျိုးပေးတာဟိုနွားတက်တမလည်းဒီလိုပဲအမဲသားမပိုင်မစားဘူးတတ်ပြီးလို့ရှိရင်သူ့အတွက်သူစားကျင်တဲ့အသားကိုခွဲထားတယ်ကျန်တာသူများရောင်းအဲမိမကိုပေးထားတယ်ဒါငါစားမှာမိမလည်းသူ့ကိုသူစားကျင်တဲ့အသားချက်ပြုတ်ကျွေးပါတယ်တရက်အဲ့လိုပေးပြီးသူကရေသွားချိုးလိုက်ရောမိမလည်းမချက်ခင်လေးဟိုမှာတိုင်မှာခဏချိတ်ထား သူတငယ်ချင်းရောက်ချလာရောနွားသားတမန်ရဲ့တငယ်ချင်းရောက်လာတာဟဲ့နင်းယောက်ျားဖယ်သွားလဲရေချိုးသွားတယ်နော်အမဲသားမရှိတော့ဘူးလားအဲမရှိတော့ဘူးသူစားဖို့ပဲကြံတော့တယ်ကြံတဲ့ဟာတော့အကုန်လုံးဟဲ့အဲ့ငါယူသွားမယ်သူလိုင်းပြောလိုက်မဟုတ်ဘူးကျမယောက်ျားကရှင့်တငယ်ချင်းကအသားမပါမစားဘူးဟာငါယူသွားတယ်ပဲပြောလိုက်ဆိုအတင်းစော့ဆွဲသွားရောပြန်လာတော့ထမင်းဝိုင်းမှာအမဲသားမပါဘူးမိမမေးရောဘယ်မလဲအသားရှင့်တငယ်ချင်းအတင်းယူသွားတယ်ကျမပြောလို့ကိုမရဘူးဆိုစိတ်ကတော် ငါအသားမပါမစားဘူးဆိုတာနေမသိဘူးလားဒါအကင်ပြီးနွားချန်နေဆင်းသွားနွားရည်တကောင်ပါဇက်ဖျဲပြီးရှာဆွဲထုတ်ပြီးရှာဟုတ်တောက်ဆိုအရှင်လက်လက်လှိချလိုက်လှိချပြီးအဲ့မိမကိုပြစ်ပစ်လိုက်တယ်ရော့ချက်ချင်းကင်မိမလည်းတခါတည်းဆေးကြော တုံးတက်ပြီးတော့စားနေစနွင်းနေနေပြီးမိကင်ပေါ့မိကင်ပြီးလဲပြီးရော့ရော့သမင်းဝိုင်းမှာချပစ်လိုက်တာအဲ့ဒီနွားရှာတုံးလေးတုံးကိုပါဇက်ဟပြီးသူ့ရှာပေါ်တင်လိုက်တာ ူရှာလည်းတိတ်ကနေဆိုပြတ်ကြသွားအောင်ရှာရင်းပထမဇောတွေအားများလာရင်လည်းဒီဘဝမှာမလုပ်လဲအကျိုးပေးတယ်ပထမဇောဒီဒီဘဝလုပ်ဒီဘဝအကျိုးပေးတယ်နော်တချို့ကြကြတော့လည်းပဲဒါနကောင်းမှုတွေပြုတဲ့အခါမှာအလှခံဘက်ကလည်းပဲအနာခံယဟန္တာဖြစ်မယ်ဇန်တမာဘက်ကလည်းထပီးစားဖြစ်မယ်ကိုယ်ကလည်းစေတနာသုံးဏပြည့်စုံတယ်ပြီးတော့ကိုယ်လှူမဲ့ပစ္စည်းကလည်းတရားသဖြင့်ရတဲ့ပစ္စည်းဖြစ်မယ်ဆိုရင်ဒီဘဝလှူဒီဘဝအကျိုးပေးတာရှိတယ်နော် ဟိုတိရိမာတို့ ਨੇ ပြဿနာတက်တဲ့ဥတ္တရာဆိုတဲ့မိန်းကလေးဆိုသူတို့မိသားစုကအဲ့ဒါပဲဟိုအလှကံဘက်ကလည်းယဟန္တာပုဂ္ဂိုလ်တမဘက်ကထခါစသူတို့ကလည်းတရားသဖြင့်ရှာထားတဲ့ပစ္စည်းတခါတည်းအရှင်မြတ်ကြီးကိုလောင်းလိုက်လှူလိုက်တာအလုတ်တွေပင်မန်းလို့တခါတည်းခဏအိပ်ပြောတော့တာလေကွင်းထဲမှာနိုးလဲနိုးရောကြည့်လိုက်တော့လေကွင်းတကွင်းလုံးကရွှေတုံးနေဖြစ်နေရောထဲစားကဲမှန်တယ်မြတ်ရွှေတုံးနေဖြစ်နေဒီဘဝလှူတယ်ဒီဘဝပြန်ချိုးပေးတယ်အကြောင်းတိုက်ဆိုင်ရင်ပေါ့ နော်ဒါကတော့အကုန်လုံးကိုအကျိုးပေးတယ်မဟုတ်တော့တစ်ဖက်ကယအလှကံကယဟန္တာလဲအနာကံယဟန္တာဖြစ်နေမှပြီးတော့လဲအဲအနာကံယဟန္တာဖြစ်အောင်လည်းမရဘူးတမာပတ်တစ်ခုခုဝင်စားပြီးတော့တမာပတ်ကထနေထခါစားဖြစ်မှကိုယ့်ဘက်ကလည်းကိုယ်လှူမဲ့ပစ္စည်းကဓမီရလတ်တတရားသဖြင့်ရတဲ့ပစ္စည်းဖြစ်မှကိုယ့်ရင်ထဲမှာတွန်းဆုပ်တွန်းဆုပ်မဖြစ်အောင်စေတနာသုံးတန်လဲပြက်ပြက်သားသားပြည့်စုံနေမှအဲအချက်လက်တွေနဲ့ပြည့်စုံရင်ပထမဆုံးကဒီဘဝမှာပြန်အကျိုးပေးတယ်ကောင်းတဲ့ပဲနော်အဲ့တော့ပထမဇောတိအာနေတယ်သို့တော့ ဒီဘဝမှာပြန်အကျိုးပေးတယ်။အာနဲ့ပေမဲ့နေစဉ်ရက်ဆက်များနိုင်ထိပြီးလို့ပြောတာနော်။ဒါဒါကံရဲ့အကျိုးပေးမှုတစ်ခုနော်။တတ္တမဇောတတ္တမဇောကြတော့ဘယ်ကိုအကျိုးပေးတာ။ဒုတိယဘဝနောက်ဘဝနော်။သေပြီးနောက်ဘဝအကျိုးပေးတယ်။ तू ကတော့အာအကောင်ဆုံးပဲ။မဒီမှာသူများအသက်သက်ထားတယ်ပေါ့။အဲ့လူသေရင်ငရဲကိုပြစ်ချမှာ။အဲ့တတ္တမဇောပဲ။တတ္တမဇောပဲ तू ကပြစ်ချမှာ။အဲ့လိုပဲဒီပြင်ကံနေ ဒီတတ်တမစုံကအဲ့လိုပြစ်ချလိုက်ပြီးတော့နော်ငရဲကျသွားတယ်ငရဲကလွတ်လာရင်တတ်တဲ့လူတွေဘာဖြစ်လဲအသက်တိုးတယ်နော်ပြီးတော့ဗါလဲချို့တဲ့အင်ကမွဲပြရုပ်တင်အာအင်ယိုရင်အပြစ်တွေမရှိလားရှိလားနောက်ဘဝတွေအဲ့ဒါဆက်သွားရောဘသူကကြိုးပေးတာအလဲဆုံးငါးချက် तू ဆက်သွားပြန်အောင်နော်အဲ့တော့ကံတခုကအဲ့တော့အလယ်ဆုံးငါးချက်အကျိုးပေးတာဘယ်အထိပေးတာလဲဆိုတော့နိဗ္ဗာန်မရောက်မချင်းနိဗ္ဗာန်မရောက်မချင်းတော့ ဇက်တိုက်ကြည့်သွားတာတော့မဟုတ်အခွင့်သာရင်အကျိုးပေးတယ်ဘယ်လိုအကျိုးပေးတာအခွင့်သာရင်အကျိုးပေးတယ်အဲ့စကားမှတ်တာအခွင့်သာမှအကျိုးပေးတာတခါ तू ကဒီလိုတွေလောက်ထားပေးမယ်လို့နော်မဟုတ်တာတွေလောက်ထားပေးမယ်လို့လူဘဝရောက်လာတယ်အသက်တိုမယ်ပေါ့အသက်တိုဒါမှမသေးခင်လေးမှ तू ကုသိုလ်တွေနင်းကန်လောက်သွားလို့ဖခင်ကဆိုနတ်ပြည်ရောက်သွားရင်ပြန်ရင်လဲပဲခုနအပြစ်တွေလွတ်ရင်လွတ်သွားပြန်ရောဒီလိုမျိုးရှိတယ် ။ဘာဖြစ်နတ်ပြည်ရောက်သွားတဲ့ခါကျတော့ဒီကုသိုလ်ကနေပို့ပေးလိုက်တာဖြစ်တဲ့အတွက်အဲ့ဒီကုသိုလ်ကြောင့်ဟိုနတ်ပြည်မှာဟိုအသက်ရှင်ခြင်းဆင်းလာခြင်းချမ်းသာခြင်းခွန်အားခြင်းညမညာခြင်းဒီအကျိုးတွေရသွားပြန်ရော။အဲ့တော့အဲ့တော့ဆိုမပေးဟိုပေးလို့မရဘူးနော်။ဟိုဒီအကုသိုလ်ကလိုက်ပေးလို့မရပြန်ဘူး။ကုသိုလ်ကအာတန်နေရောအဲ့ကုသိုလ်ကအချိန်ရော့သွားတာနဲ့တပြိုင်နက်ဘသူကပြန်ဝင်လာပြန်။အကုသိုလ်ကပြန်ဝင်လာပြန်ရောနော်။အဲ့တော့တချို့တွေပြောတယ်တပြိတော်တို့တဲ့ဒီဘဝရဲ့နောက်ဆက်တိုက်နိဗ္ဗာန်ရတဲ့အထိအပယ်မကြအောင်ဘယ်လိုလုပ်မလဲတဲ့မေးတယ်ရှိပါတယ် ဘာလုပ်မလဲတအခြေခံတော့ငါးပါးတိလလုံအောင်ထိမ့်ပေါ့နှစ်ကောင်းတာတွေကိုတတ်နိုင်သမျှစူးစမ်းလုပ်သွားတော့မသေးမချင်းအဲ့တော့ကိုယ်စိတ်အစဉ်မှာဘာတွေဖြစ်နေကုသိုလ်တွေကြီးဖြစ်တဲ့သေကံဤအာယုံကလည်းကောင်းသွားဖို့လိုတယ်နော်ဒါသေကံဤအာယုံကတော်တော်တော့သတိထားရတယ်ဟိုဒီနေ့ကပဲဟိုကြားလိုက်ပါသေးတယ်ဆရာတော်တပားအစာဦးတွေတိုးလို့တန်းလန်းလုပ်ငန်းတွေတိုးလို့တန်းလန်းမှာဖတ်ခနဲ့ဆိုပြန်တော်မူသွားအောင်နော် ပြန်တော်မူသွားရောပြီးတော့ဟိုမှာတရေသွားဖြစ်နေအာယုံကအာယုံကမကောင်းတဲ့အာယုံတော့မဟုတ်ဘူးနော်ဒါပေမဲ့လက်စတွေတန်လန်းတွေသူ့လုံးမှပြီးနိုင်မှာဒီနေရာမှာသူ့မလုံးရင်မပြီးနိုင်ဘူးအဲ့ဒီဘောမှာသူစိတ်တွေရောက်နေတာသေကန်နေတဲ့ညောဖတ်ခနဲ့အဲ့ဒါသွားဆွလိုက်တော့တရေဒါမျိုးရှိတတ်တယ်နော်အဲ့တော့သူ့လုံးခဲ့တဲ့ကောင်းတဲ့ဟာတွေကနောက်ဘောကအကျိုးပေးလို့မရပြန်ဘူးတရေဘောကဆိုတော့လေ Thank you. င်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ဓမ္မ channel လေးကနေ live လေးနေထွေးစွာကြိုဆိုလိုက်ပါတယ်ဒီ channel လေးမှာမြတ်ဗုဒ္ဓရဲ့သုံးပါးများနဲ့တရားတော်များကိုပူဇော်တင်ဆက်ပေးတော်မှာဖြစ်ပါတယ်ဒီ channel လေးဟာမြတ်ဗုဒ္ဓရဲ့ရိပ်အာဝါဒအောက်မှာတည်ရှိတာဖြစ်ပါတော့ကြောင့်ရရှိလာသူအားလုံးကိုယ်စိတ်နှလုံးအေးချမ်းပါရကြပါခင်ဗျာ